ဆိုတော့ကျွန်တော်တို့ plug in hybrid ev တွေကဘယ်လိုအလုပ်လုပ်တယ်လဲပေါ့နော်ဆို plug in hybrid ev မှာမှာကျွန်တော်နှစ်မျိုးနှစ်စား꿰သွားတာကိုကျွန်တော်လေ့လာတွေ့ရှိရတယ်။တစ်မျိုးကကျတော့ဒီ electric motor battery ပါတယ် engine ပါတယ်။အဲ့ကောင်ကဘယ်လိုလဲဆိုတော့ကီလိုမီတာတစ်ခုအထိပေါ့နော်ဥမာထားပါတော့မျိုးတွင်းမိုင်30 40 50 60 60ဝန်းကျင်လောက်အထိကိုသူက lever ပေါ့ဥမာထားပါတော့ acceleration ကို60 km လောက်အထိနင်းတာတော့60ဝန်းကျင်လောက်နင်းတာမျိုးဆိုလို့ရှိရင်သူက engine ကလုံးဝအလုံးမလုပ်ဖဲနဲ့ battery နဲ့ မော်တာကပဲလှုပ်လို့ပြီးတော့သွားတယ်ဥမာ short distance ပေါ့ short distance ဥမာသူကတအားကြီးလီဘာနင်းတာမျိုးမဟုတ်လို့ရှိရင်ဒီဘက်ထရီနဲ့ပြူရဘက်ထရီနဲ့သွားအဲ့ကျတော့ဘာလဲဆိုတော့ဒီကောင်ကစနစ်တစ်ခုတလုံးကဘိုင်းလို့လှုပ်လို့တဲ့ပုံစံမျိုးလို့သွားတယ်ပေါ့နော်ဆိုတော့သူကအဲဒီ engine power နဲ့လည်း brain တွေကိုတိုက်ရိုက်လေပတ်စေတယ်မော်တာနဲ့လည်းတိုက်ရိုက်လေပတ်စေတယ်နှစ်မျိုးတလုံး parallel သွားတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ parallel သွားရဆိုမှတခါတည်းတစ်ခုတလုံးသုံးနေရတော့မဟုတ်ဘူးအခြေအနေပေါ်မှာမူတည်ဘူးဥမာကိုကလီဘာနင်းလိုက်တဲ့အခါမှာလီဘာကီလို60 80 80ထက်ကျော်ပြီးကျော်လာတဲ့အခါမျိုးမှာ engine ကဝင်ပြီးယုံတာမျိုးပေါ့နော်အဲအောက်မှာဆိုလို့ရှိရင် င်မျိုးရင်းဖြည်းဖြည်းချင်းမျိုးရင်းမှာမောင်းနေတဲ့အခါမျိုးဆိုရင်ဘက်ထရီနဲ့မော်တာကပဲလှုပ်လှုပ်တဲ့ပုံစံမျိုးပေါ့အဲ့ဒါက EV plug in hybrid EV ပုံစံတစ်မျိုးပေါ့နော်နောက်ထပ် plug in hybrid EV တစ်မျိုးကဘာလဲဆိုတော့ range extender ပေါ့နော်ဆိုတော့သူကသူတို့ဒီသွားနိုင်တဲ့အကွာအဝေးကိုပို့ပြီးတော့ တိုးသွားစီရလို့အဓိပ္ပာယ်ရတယ်ဗောနော် तू ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကားရဲ့လေပတ်မှုဘိန်းနေလေပတ်မှုကကျွန်တော်တို့ဒီအင်ဂျင်ကနေလုံးဝမလာတော့ဘူးမော်တာကနေပဲလာတယ်ဒီပါလာတဲ့ကျွန်တော်တို့ဒီအင်ဂျင်ကလည်းကျွန်တော်တို့ဒီကောင်ကဒီဘိန်းတွေကိုပါဝါပေးဖို့ပါဝါဒလီဗရီပေးဖို့မဟုတ်ဘဲနဲ့ဒီမှာပါတဲ့ဒီဘက်ထရီကိုအားသွင်းမှုအတွက်မိဆက်သဘောမျိုးနဲ့ပါလာတဲ့ပုံစံမျိုးပေါ့ range extender ပေါ့ဆိုတော့ तू ကတော့ကျွန်တော်တို့ဒီဘက်ထရီ only mode နဲ့ motor only mode နဲ့သွားမယ်ဆိုလို့ရှိရင် range ပိုရတယ်ပိုပြီးများများစားသွားလို့ရတယ်အဲ့လိုမျိုးပုံစံမျိုးရှိရဒါပေမဲ့ဒီကောင်တွေကတော့လောလောဆယ် ဲ့ဒီ PHEV ထုတ်လုပ်မှုမှာဒီကောင်တွေကတော့အရေးအတွက်ဒီ ပထမကျွန်တော်ကျွန်တော်ပြောခဲ့တဲ့အမျိုးအစားတစ်ခုပေါ့နော်ကျွန်တော် series parallel သွားတဲ့ပုံစံမျိုးထက်တော့အရေးအတွက်နည်းသေးရလို့အဲပြောလို့ရတယ်လို့ဆိုပြီးတော့ကျွန်တော်တို့အဲသိရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ plug in hybrid နှမျိုးနှစားကိုကျွန်တော်အနေနဲ့ဒါအချင်းချင်းပြောပြတာပေါ့နော် so PHEV ဆိုလူတွေကဒါ confuse ဖြစ်နေကြတာပေါ့နော်တကယ်တမ်းကအဲ့လိုမျိုးအမျိုးအစားနှမျိုး꿰နေတယ်ကျွန်တော်ပြန်အချင်းချင်းပြောရရင်ပထမတစ်မျိုးကတော့ကျွန်တော်တို့အဲကီလိုမီတာအဲလီဘာအများကြီးမနှင်းတဲ့အခြေအမျိုးရင်း short distance ကျွန်တော်တို့ mile 3လေး50အတွင်းမှာဆိုလို့ရှိရင်သူက pure ဒီ electric နဲ့ပဲသွားတယ်အဲ့ထက်ကုန်သွားပြီသူ့ရဲ့ ဘက်ထရီလည်းကုန်သွားပြီဆိုလို့ရှိရင်တော့ तू อ่ะ engine ကစပြီး starting လုပ်ပြီးတော့ तू อ่ะ minimum တော့ तू ဘောက်သူ level ချိန်ထားမှာပေါ့နော်ချိန်ထားပြီးတော့အဲ့ချိန်မှာ तू ဘက်ထရီကုန်သွားလောက်ပြီဆိုလို့ရှိရင်ချက်ချင်း तू อ่ะ engine ကဝင်လာပြီးတော့ engine နဲ့ပဲသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါတခုဒါကကျွန်တော် range extender ကတော့ကျွန်တော်ပြောရမယ်ဆိုရင်နားလည်လွယ်အောင်ပြောရမယ်ဆိုပါလာတဲ့ engine ဒီဘက်ထရီကိုအသွင်မို့အတွက် generator တလုံးပို့ပါတယ်လို့ပုံစံမျိုးပဲเนาะဒါကတော့ PHEV နှမျိုးနှစား PHEV ဘယ်လိုလုပ်လို့လဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြပေးတာဖြစ်ပါတယ်